။အားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျာ။ပရလောကဂံဗီယာဇလံကောင်းလေးများပျော်ပြတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ညမှာတော့စာရေးဆရာလုံးရေးသားထားသောအောင်မြတ်စံနေအဝိဇ္ဇာမင်းတင်ဆိုတဲ့ဇလံလေးကိုပျော်ပြလို့တင်ဆက်ပေးသွားတော့မှာဖြစ်ပါရခင်ဗျာ။အားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ။ င်းညိုလာနင်းမွေးငင်းအရှိကရွာလေးကိုငါတို့နှစ်ယောက်ရောက်သွားအမေမထူးပါဘူးဗျာခေါ်လာတာကိုလိုက်လာပြီတော့လေသွားဆိုတော့သွားရတော့မှာပေါ့ဟွန်းဒါနဲ့မင်းအသက်ပေးဒါနဲ့မင်းကိုအသက်ပေးကလွမြောက်အောင်ကူညီပေးထားရင်တော့မင်းအဲ့ဒီအတွက်တစ်ခုပြန်ကူညီပေးရမယ်ကြောက်ကလားဘာကူညီရမှာလဲချိန်တန်တော့တီးရမှာပေါ့ကွာလောလောဆယ်တော့ရွာလေးကိုအရင်ရောက်အောင်သွားရမယ် သွားတာဟုတ်ပါပြီ။နေညိုတော့လေပြိုခြင်းနေပြီဗျ။အောင်မြတ်ဆိုင်နှကမ်းမှာမြည်သည့်စကားတမ်းမှာထွက်ပေါ်မလာတော့ပဲ။အပေါ်သို့တိုးကြွေသွားတဲ့မေပြုံးတစုံသာထွက်ပေါ်လာခဲ့တယ်။အောင်မြတ်ဆန်နဲ့မင်းညိုလာလေသဖန်းပင်ရွာလေးသို့နေမွေခင်အရောက်လှမ်းခဲ့ကြပြီးရွာဦးเจ้าမှသာတဲခိုလိုက်တယ်။ဘုံเจ้าမှတဲခိုလာကြတော့မင်းညိုလာမှာငိုအားထက်ရီအားတန့်ဆိုသလိုလေပြိုခြင်းစိတ်တွေကိုမနေထင်းရှုံနေရတယ်။မောင်ကြီးပြောချင်းကစားလို့အောင်မြတ်ဆန်မှာ တရားသာထိုင်နေခဲ့ပြီးတမာရီအားကောင်းတထက်ကောင်းအောင်တိစောက်နေခဲ့တယ်။မင်းညိုလာကတော့ဘသူ့ကိုဒေါသထွက်လို့ထွက်မယ်မသိဖြစ်နေပြီးခဏကြာလာတော့မျက်ခုံတွေကရုပ်ချင်းဆိုသလိုတိတိတသားလေးလံလာပြီးနောက်ဆုံးမှတော့နှိမ့်ချိုက်ချိုက်အေးပျော်သွားခဲ့ပါတယ်။ညနေလာသည့်နေ့တစ်ပိုင်းနဲ့အောင်မြတ်ဆန်ရဲ့ခန္ဓာကိုယ်ကအလင်းတန်းတွေဖျားထွက်လာခဲ့တယ်။သူချင်းအောင်မြတ်ဆန်ရဲ့ရုပ်ထဲကနေနန်းကထွက်ခွာလာပြီးရွာတော်ချင်းနန်းကိုဥတီလျှောက်လာခဲ့တယ်။ ရုံးနဲ့နယ်ရဲ့ကြားမှာချိတ်ဆက်ထားတဲ့လိပ်ပြကြိုးကလည်းရွှေရောင်တစ်ဖက်ဖက်တောင့်နေပြီးတွားလျာအနောက်ကျိုးမြင့်တန်းလျက်ရှိနေတယ်။ရွာတွေကိုရောက်တော့လေအိမ်မက်မက်နေပြီးလိပ်ပြကြိုးကိုစီထွင့်နေကြတဲ့ရွာသူရွာသားတချို့ကိုလည်းတွေ့မြင်ခဲ့ရပါတယ်။အောင်မြတ်ဆန်လေးထိုလ်လူတွေကိုရှောင်ကရွာတော်ရှင်နန်းန်းကူသာဆက်ချောက်လာခဲ့တယ်။ကျွန်တော်ရောက်ပါပြီဘူး။ဆရာလေးဆရာလေးနောက်ဆုံးတော့ရောက်လာခဲ့ပြီပဲ။ ငကားတောင်ဝေကရွာရဲ့ဘယ်နေရာမှာတီးရှိတာပါလဲဘူးဒီရွာရဲ့အနောက်ဘက်ကဘလူးချောင်းလေးမှာရှိတာပါဆရာလေးဒီတောင်ဝေကိုအသုံးပြုဖို့ဆိုဘာရီလိုအပ်လဲငကားတောင်ဝေကတာမန်တောင်ဝေမဟုတ်ပါဘူးဆရာလေးကောင်းကင်ဆန်ငကားကြီးအသုံးပြုခဲ့တဲ့တောင်ဝေတစ်ခုပါဒီတောင်ဝေးကိုအသုံးပြုသူကလေကောင်းကင်ဆန်ငကားမျိုးရိုးဖြစ်မှရပါလိမ့်မယ်။ဘောကဝူရီငကားမျိုးရိုးတော့မရပါဘူး။အသုံးပြုသူကလေလိုလိုချင်းချင်းနဲ့အသုံးပြုမှကိန်းအောင်နေတဲ့အစွမ်းတွေကထွက်ပေါ်လာတာပါ။ ဟောဒီလောက်ဆိုဘာလို့ရမလဲသဘောပေါက်ပြီမင်းနဲ့အကြောင်းရောဘာကြောင့်သိလဲဘူးတောင်ဝေးကိုဟိုတလောကမှာလာယူပါရစေရလီဒါပေမဲ့မအောင်မြင်ခဲ့တာကြောင့်တောင်ဝေးကတော့သူယူသွားလို့မရခဲ့ပါဘူးဆရာလေးတို့ဒီကိုရောက်နေမှန်းလေသူသိပါတယ်တောင်းပါပြီဘူးကျွန်တော်ကိုခွင့်ပြုပါဦးဟုတ်ကဲ့ပါဆရာလီရို့ဦးကြီးတိတ်တန်ဦးကြီးတိတ်တန်အိမ်ဆောင်နေတဲ့အလုပ်သမားတွေကိုကြီးကြက်နေတဲ့ဦးသိန်းတန်က အင်ရှိကနေခေါ်တန်ကြားလိုက်ရတာကြောင့်လုံလက်ဆအလုပ်ကိုခဏပြေးထားကအင်ဘော်ကနေဆင်းလာခဲ့ပြီးဘယ်ရေးကြောင့်ခေါ်သည် ဖြစ်ကြောင်းကိုသိရှိရန်အတွက်ချန်ဝါသူကိုဆင်းလာခဲ့ပါတယ်ဖြင့်ငညို့ဘာလုံးဟာမင်းကလေချန်ရှိကနေကုန်းကုန်နေရသလားအင်ဘော်တက်လာခဲ့ပါလားကွာဒီလိုပြဦးကြီးကစဘာပွဲရုံတရားသီစာငှားကျင်လို့ဆိုပြီးမြို့ကစဘာပွဲစာရောက်နေလို့ဗျအဲ့ဒါလာပြောတာအော်အေးကျေးဇူးပဲငညို့ ။အော်ဒါနဲ့မင်းဘယ်တော့ကြာကြီးသေးလဲ။ရွာတောင်ပိုင်းကရီလေးခင်မြိုင်တို့အိမ်ကိုထင်းသွောခွဲပေးရအောင်မေဗျ။ဦးကြီးဘာခိုင်းစရာရှိလို့လဲ။မရှိပါဘူးကွာ။မင်းပြန်လာရင်မင်းတို့လှရည်စီကအမဲသားတစ်ပိတ်သာဆွဲတော့ကွာ။ပြီးတော့မင်းမေမပူဘူးအားချီအောင်လေးချက်ကျွေးလိုက်။ဟုတ်ကဲ့ဦးကြီးကျေးဇူးပါဗျ။ဦးသိန်းတန်လည်းလုံလက်စအလုပ်ကိုပြစ်ထားခဲ့ပြီးဆန်ဆဲချီရဘတ်သူထွက်လာခဲ့ပါတယ်။ဆန်ဆဲအတွင်းကိုဝင်လာတဲ့ဦးသိန်းတန်ကို တသားကလက်ထိုင်ပေါ်မှာခြားခြားနာနာထိုင်နေတဲ့သူကမတက်ထားရစ်ပြီးစီးကြိုလိုက်ပါလေထိုင်ပါထိုင်ပါရပါလေဟုတ်ကဲ့ဗျာဦးသိန်းတန်ကလည်းလွတ်နေတဲ့ထိုင်ကုန်းမှာ ဝင်ထိုင်လိုက်ရင်စူစမ်းပေါင်ကစံစက်ကိစ္စလေးဟုအရှိကထိုင်နေတဲ့စပွားပွဲသားကိုအခက်ခဲ၍မေးလိုက်ခြင်းပင်ဖြစ်ပါလေဒီလိုရှိပါလေဦးလေးစံစက်ကိုတရားဒီစာနဲ့ငှားငှားကြင်ပါလေတရားဒီကိုလေငွေ250ပေးပါမယ် နည်းနည်းတော့ထထိုးပေအောင်ကုလူကြီးစံစက်ကကုလူမြင်တဲ့အတိုင်းပဲစကားတွေကလည်းမပေါင်မပြဲဘူးငါးပုံကြောက်ကလည်းကြိတ်ခွဲပုံကောင်းတဲ့အကြောင်းတွေ့ခဲ့ရောပုံဟုတ်ကဲ့တွေ့ခဲ့ပါလေဦးလေးတားနေဦးလေးကြည့်ရတာအညာသားနဲ့တူတယ်ဗျတိတ်ဟုတ်တာပေါ့ကုလူကြီးငါဖက်လိုက်တာလှေကြီးပြက်ပြီးဒီတောင်မှကန်းတင်နေတာကဆာလို့ဒီဘာသူနဲ့ပဲအကြောင်းဖန်ခဲ့တယ်ဆိုပါတော့အော်ဒါကြောင့်လေစလေဥပုံညာကဝိဇိယပြဿတ်ထဲမှာအပျော်ကြိုက်လှိလိုက်သမားရေလို့ တေသမားကြီးရောက်ရရက်မှာအင်ထောင်ပြုတ်တဲ့ပုံကိုစောက်ဖွဲထားတာကိုဟာကိုရင်ကစာလီနဲ့ဘေးလီနဲ့ပါလားဒီလိုလုပ်ပါဦးလေဒီတရားတီကိုတော့တုံးရထားလိုက်ပါကဲကွာကောင်းပါပြီဒါနဲ့တဲဘူးကရောအဆင်ပြေလားအင်းအခုလို့စေတော့မပြေသေးပါဘူးလေ။ဒါဖြစ်လေကျုံရင်လိုက်ခဲ့ပေါ့ဗျာ။ဟိုကောင်းတာပေါ့ဦးလေ။ကျေးဇူးပဲဗျ။မင်းညို့လားမင်းညို့လားထတော့ ပခုံးကိုလှုပ်ကိုင်နှိုးလိုက်တာကြောင့်မင်းညိုလာတယောက်အေးရဘောကနေညင်ညူလျက်ထလာကမျက်နှာသေးကိုလဲရေတန့်ဖို့ရာကျောင်းဘောကနေဆင်းပြီးရေကန်ရှိရာသို့ထွက်လာခဲ့တယ်။မတော်ထားသေးတာကြောင့်လေရှီရီလက်တွေကတုံရင်နေပြီးတခါတလေအကျိုးတွေကလည်းကက်နေတတ်ပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့အောင်မျက်ဆန်ကူတော့မကြည့်ပေ။သွားစရာမရှိလို့သာတီးခန့်ပြီးလိုက်လာခဲ့ပေမယ့်လေလုံးလုံးမမလိုက်ရှင်။ကိုလဲတက်ဆင်ပြီးကျောင်းဘောကိုပြန်တက်ခါအသိချထားတဲ့ကောင်းချင်းထုတ်ကိုမနှက်စာဖြစ်စားနေရင် ဘလူးချောင်းကိုနောက်ကလိုက်လာခဲ့ဆိုတဲ့အောင်မျက်ဆန်ဤအဆိုပါစကားတန်ကိုကြားရသဖြင့်ပါဇက်ထဲရောက်နေတဲ့ကောင်းချင်းကိုကြပြကြရမျိုးချလိုက်တာကြောင့်လေပင်းမှာတက်ခန့်နေတော့လေသကောင်သားခေါ်ရာကိုအမြင်လိုက်ရမည်ဆိုတဲ့စိတ်ကြောင့်ရင်နွေးပူကိုတရိုက်ထဲမိုးတောက်ခဲ့ပြီးအလင်းမြန်လိုက်ခဲ့ရပါသေးတယ်။ရွာနောက်ဘက်ကဦးတီချောင်းနေတဲ့အချင်းကအောင်မျက်ဆန်ကိုမင်းညိုလာအမိလိုက်လာခဲ့ပြီးချောင်းတစ်ခုနားရောက်မှတော့အောင်မျက်ဆန်ဟာကန်းဆန်နာသူဆင်း၍ ရေပြင်ကိုလက်ညှိုးတဲ့ထိုးကနှုတ်မလဲတခုခုရွတ်ဆွနေတဲ့အတန်ကိုလေကြားသိခဲ့ရပါတယ်။မင်းညိုလာကလည်းအောင်မျက်စံလုံးနေတာတွေကမလန်မကန်းကအနေသာထိုင်ကြည့်နေခဲ့တယ်။ရုတ်တရက်ရေတွေကဝဲခရက်ထလာပြီးရေအောင်ထဲကနေအမျိုးမြင့်မသိတဲ့အနက်ရောင်တက်တာတလုံးကလေပေါ်ပြန်တက်လာခဲ့ပြီးကြည်နေတဲ့မင်းညိုလာတောင်အံ့ဩမြင့်တက်သွားခဲ့တယ်။ကြည်နေရင်ထိုးတက်တာကစဝိုင်းသဏ္ဍာန်လဲပက်နေပြီးခဏကြာတော့ရေထဲကငူချိုးပြောက်ွယ်သွားခဲ့တယ်။ ထိုအချိန်ရေကန်တပေးကတုံးဆက်တစ်ခုကနေကျောင်းမက်ဖွယ်အရာအတန်တွေထွက်ပေါ်လာခဲ့တယ်။အောင်မျက်ဆန်ကလက်ညှိုးနဲ့ထိုးပြီးတဝါပေါ်မှာဖျားငါးစုစမကူဆွဲပြီးရှုံထားလိုက်တယ်။အောင်မျက်ဆန်လည်းကုန်းဘုတ်ကိုပြန်တက်လာခါအချိန်မကြာသေးဘူးအချိန်ကြာမှပြန်လာရအောင်ဟုပြော၍မင်းညိုလှကူခေါ်ကဖုန်ကြီးကျောင်းသို့ပြန်လာခဲ့ပါတယ်။မောင်ရမဘာကိုချစ်လား?ချစ်တာပေါ်မရဲ့ ကူးတော်မောင်းကိုလွမ်းလို့အင်ကကျေးဇူးရှင်ဆန်ဆက်ဘက်ကိုသွားလို့လာတွေ့တာမယောက်ျားကလည်းတည်လဲမတည်နိုင်သေးဘူးဟိုဘက်ရွာမှာအွန်လန်းဆရာတယောက်ရောက်နေတယ်နမီကပါတယ်မင်းနေဆိုလားတယောက်သားနားလေတော့ကြီးနေကြီးကခေါင်းညိတ်ပြီးပြုံးပြလျက်တကယ်တော့ဦးသိန်းတန်ရဲ့ဇနီးမြီမှာမလှကြီးဖြစ်ပြီးနမီနဲ့လိုက်ဖက်လှအောင်လှပပြီးခန္ဓာကိုယ်ကလည်းအပြည့်ပြုံးစရာမရှိအောင်ပြည့်စုံနေသူပါလေပြက်ရာကနေတောင်းတင်းနေတဲ့ဦးသိန်းတန်နဲ့ အတူချစ်ကြိုက်မိရာကနေလက်ထက်ထင်းများခဲ့ပါတယ်။ယခုတော့မျိုးဝလာတဲ့စဘာပွဲသားလေးကအိမ်မာလာတဲ့အကြောင်းတန်ရုံးစင်တွေကနောက်ဝက်ခန့်အတွင်းမှာပဲမလှရည်နဲ့ရင်ငယ်နေခဲ့ပါတယ်။ယူသားတဲ့ဦးသိန်းနဲ့ခမများမှာတော့မလှရည်တယောက်အိမ်တော်ကြီးဖောက်ပြန်နေတာကိုမသိခဲ့ပါဘူး။တနေ့တော့ဦးသိန်းတန်ကဆီယော်ရိုစီစွန့်ကြိုင်သွားဖို့ရာကနေဘုံကြီးကျောင်းမှာတဲနေတဲ့မျက်နှာစိမ့်လူနှစ်ယောက်ကိုတွေ့ခဲ့ရပါတယ်။သဘောကောင်းတဲ့သူမှုမျက်နှာစိမ့်လူနှစ်ယောက်ကိုဖော်ဖော်ယွယွနှုတ်ဆက်ပြီးစကားလက်ဆောင်ပြောခဲ့ပါတယ်။ အချုံဖောက်တက်တဲ့ဦးသိန်းနိုင်ကြောင့်မင်းညို့လှပါသူတို့စကားဝိုင်းနဲ့ပါလာပြီးရဲသိန်းတဲ့နေရာမှာလဲရဲလိုက်အောင်မျက်စံပြောပြတဲ့အကြောင်းကြားပြန်တော့လေစိတ်ဝင်တစားနဲ့ပါနားထောင်နေခဲ့ပြန်ပါလေဒါနဲ့ကိုရင်ဘုံကြီး40မော်ကဘလို့ကျင်းရတာလဲဗျဘုံကြီး40မော်ကဘလို့ကျင်းရလဲဆိုတော့ဒီလိုရှိတယ်ဗျတင်းကြိုက်မှအမဲသားထမင်းက စားသဖြင့်ခေါ်ခွက်နဲ့ခင်ကျင်ဆန်ရဂါရမန်21ရဲ့စားရည်အနည်းဆုံးပေါ့လေ ပေါက်ကလာပြီဆိုအရေတော့ပကံလုံးတလုံးလောက်မျက်လုံးတွေနဲ့ဆွဲငုံငုံထွက်နေတဲ့တရေသက်တွေလာပါလိယောပုံအောင်သွားတဲ့အခါဒီလိုကောင်တွေကိုခိုင်းနိုင်စေနိုင်သွားတယ်ဒါပါပဲဘုံကြီး40မော်ခွင်ကိုကြိုက်တဲ့သူကလေတိုက်စားတယ်ပို့ဂါရာကလည်းနှစ်ချောင်းတည်းပါမင်းရဲ့အချိန်ကညနေ6နာရီဖြစ်ရမယ်ဒါနဲ့မိတ်ဆွေကဘလို့တည်တာလဲအဘိုးမသိခင်ကတခါပြောတာကြားဖူးလို့ပါယော့ဒီအင်းမျိုးကိုကိုနဲ့မကွာ ဆောင်းထားပြီတော့ဘာဖြစ်လို့လဲ ိတ်ဆွေစီကအန်ဒီရဲ့အငွေ့သက်တွေရနေလို့ပါဒါဖြစ်လေကောင်းပါပြီဗျာကျုပ်ဆောင်ထားပါမယ်ကဲကျုပ်ပြန်ဦးမယ်ဗျာဆရာကြီးအစီရင်လေးအချင်လို့ပါဒါအစီရင်လေးဒီလိုပါဆရာကြီးဟုဆကသူ့နဲ့စပွားပွဲစားလေးအကြောင်းစုံကိုပြောပြခဲ့ပါတော့လေညီစုလိုချင်တာကညီလင့်ကိုတက်ပေးရမယ်ပေါ့ဟုတ်ပါလေဆရာကြီးမင်းတေအာယုံထဲမှာတော့ဒီကောက်မှာပစ္စည်းတစ်ခုရှိနေတယ် အဆောင်တို့ဘာလို့ပြောတာလားဆရာကြီးအေးဟုတ်တယ်နင့်လေဘာဒီဆောင်ထားတာလေသိလားအသိပါဘူးဆရာကြီးအခုတလောဖုန်းကြီးကျောင်းကိုတော့ခဏခဏသွားနေတတ်ပါတယ်အော်အေးဒီလောက်ဆိုရပြီဟုတ်ကဲ့ဆရာကြီးကြော့ဒီထုတ်ကိုထုတ်တန်းပေါ်မှာတင်ထားလိုက်ကျန်တာငါဆက်လုပ်မယ်ကျေးဇူးပါဆရာကြီးဒါကဆရာကြီးအတွက်ညံပူစောဟာ900ပါမလှကြီးလေမင်းနေပေးလိုက်တဲ့အထုပ်ကို ထုံတန်းပေါ်မှာတင်ပြီးမသိတလို့ဟန်ဆောင်ကနေနေလိုက်ပါလေ။ကြက်ပြာဆရာတို့ဒီတစ်ခါမငင်းကြနဲ့တော့။ဟုတ်ကဲ့ပါ။ဆရာထက်တန်ဒီမှာတော့လိုက်ခဲ့ပြရတော့မှာပေါ့။ဦးသိန်းတန်ကအောင်မြတ်ဆန်တို့ကိုအိမ်သို့ထမင်းဖိတ်ကျွေးနေတာသုံးကရှိပြီးကြောင်းအခုတစ်ခါတော့လိုက်လာရတာပဲဖြစ်တယ်။ဟေးမိမကြီးမိမ။ဦးသိန်းတန်ကလှေကားထစ်ပေါ်ကနေဖနှက်ချုပ်ပြီးနောက်ဖေးမှလှုပ်ရှုပ်နေတဲ့မလှကြီးတယောက် သူ့ရဲ့ခေါ်တံကိုချလိုက်ရတာကြောင့်အင်ပေါ်တက်မြီပြူအောင်မြတ်ဆန်ဟာအင်ဂျီစာကိုလှန်ဆွဲထားလိုက်တယ်။ဘာဖြစ်လို့လဲဗျာဆရာလီ။နာနေယိုဒီအိမ်မှာမကောင်းတဲ့ငွေသက်တွေစီးဆင်းနေတယ်။ချန်ဝါစောင့်ဝင်လာကလေးကသတိထားမိတယ်။ထိုးချိန်ထုံတန်းပေါ်ကကြောင်တဲ့တကောင်ခုံဆင်းလာခဲ့ပြီးနောက်ဖေးပေါက်ကနေထွက်ပြေးသွားခဲ့တယ်။မလှကြီးလေနောက်ဖေးပေါက်ကနေအခုမှထွက်လာခဲ့ပါတယ်။အော်ကိုသိန်းနဲ့ကြောင်နေရာကြပြီလား။ ။အမနောက်ဖေးဟင်းချက်နေလို့ဧည့်သည်ရောပါလာတာကိုအားနာလိုက်တာ။အင်ပေါ်တက်ပါရှင်။မလာကြီး။ကြောင်စင်းပြေးသွားတဲ့နေရာကိုကြီးစမ်း။ကိုသိန်းနံဘာဒီပြောနေရလဲ။ကျမတို့အိမ်မှာကြောင်မမရှိတာ။ထုတ်တန်းပေါ်ကပစ္စည်းကိုယူပြီးမေးချိုးလိုက်ပါမိ။အောင်မျက်ဆန်ကြီးစကားကြောင့်မလာကြီးတယောက်မျက်စိမျက်နှာပြက်နေထုတ်တန်းပေါ်ကအထုပ်ကိုယူပြီးရှေ့တွေမှာပဲမိချိုးဖြက်စီခဲ့ရပါတယ်။ ာငါစီရင်လေးကိုတင်းကအသာရရှုပ်ဖြတ်သွားခဲ့တာပဲမင်းနဲ့ကတပွဲတလှမ်းတော့တွေးကြတာပေါ့ကွာဆရာကြီးဘာဆက်လို့ရမလဲရှင်အေးဘာမှဆက်မလုပ်နိုင်ဘူးဒီတိုင်းပဲနေ ਉ ငါဒီကောင်ကိုအရင်ချင်းအောင်မယ်ဟုတ်ကဲ့ပါဆရာကြီးအေးနင်းလည်းအခုပြန်တော့မလာကြီးပြန်သွားတာနဲ့မင်းတင်ဟာကလထိုင်ပေါ်မှာထိုင်ကာချက်တော့ကိုအမြင့်တနေရာသို့တင်ပြီးတိတ်ဆော့တကူကိုလေးလေးနက်နက်စဉ်းစားနေပါလေ မင်းနေထိုင်ထားတဲ့ကလဲထိုင်ဟာကလဲထိုင်မဟုတ်ပဲဖျားဆင်းလူတော်လေးစုကတောင်လေးတော့မှထမ်းထားတာပဲဖြစ်ပါလေသူ့ရှိတော့တင်ထားတဲ့အမြင့်တနီယာကလေဖျားဆင်းလူတော်ရဲ့ဥကောင်ပိုင်ဖြစ်နေကြတယ်ဆရာကြီးကျွန်တော်တို့ခေါ်တာအရေးကြီးကိစ္စရှိလို့လားအေးရှိတယ်ငနန်းငါတို့ညကြရင်ငကားတောင်ဖေးဘူးယူဖို့လုပ်ရမယ်ဟုတ်ကဲ့ဆရာကြီးမင်းတို့စင်သေးဖြစ်အောင်လုပ်ထားကြဒီကောင်ကလေအင်းဝိစာတပါးပဲ ။သူနဲ့ပါလာတဲ့ကောင်ကလည်းဒီတောင်ဝေးပိုက်ရှင်ဖြစ်တဲ့ကောင်းကင်စံတကားမျိုးလွယ်တွေကပဲမို့သတိဝရိယချိဖို့လုံးပဲ။ဆရာကြီးရဲ့ဆွမ်းကိုကျွန်တော်တို့တွေကယုံကြည်ပြီးသားပါ။ငါလိုလူစပူမှာနှစ်ယောက်မရှိပါဘူးငနဲ့ရ။ကဲမင်းညိုလား။အခုမင်းကူညီရတော့မေး။တုတ်ကဘာကူညီပေးရမှာလဲ။အခုငါပေးတဲ့မန်တယ်ကိုကြက်ထားမင်းတခါကတွေ့ခဲ့တဲ့အနဲ့ရောင်တက်တာတွေကတောက်ဖေးကိုမင်းကြက်ထားတဲ့မန်တယ်နဲ့ဖွင့်ပြီးယူလိုက် ယူပြီးဘာလုပ်ရမှာလဲအင်းအဲ့ဒီအပိုင်းကတော့မင်းဆုံးဖြတ်ပါကောင်းပြီလေအခုသွားမှာမလားဘလူးချောင်းရဲ့ဆက်မှာတော့မင်းတွေနဲ့တပည့်အပေါင်းပါတွေရောက်ရှိနေပြီးစီးထက်ထက်သားကတောင်ဝေးအားရယူဖို့ကြိုးစားနေပါတယ်ဒီချောင်းကိုဆောင်ရတဲ့နမင်းတင်္ဃာကြီးအရှိကိုချက်ချင်းစုတ်လို့ရောက်ကြည့်လာခဲ့စမ်းမင်းတွေကထိုးထုတ်မိန်ပေးပြီးဖနှောင်းတစ်ချက်ပေါက်ချလိုက်သည်နေ့တပိုင်းနဲ့ချောင်းအတွင်းကနေဘောင်းစာကိုခါမစည်းထားတဲ့နေ့တပါထွက်ပေါ်လာခဲ့တယ် ဘာရေးရှိလို့ပါလဲဆရာသခင်ကဲငါလုံးလိုက်ရသေးတော့မင်းတောင်ဝေးတက်တာကိုခေါ်နေတာသင်ဘာလို့ခုထီထုံပေးတာလဲဒီလိုရှိပါလေဆရာသခင်ဒီတက်တာကကျွန်တော်မျိုးရဲ့ထိ ंछ ုံမှုအောက်မှာဖြစ်ပါဘူးသစ္စာကျိုးနဲ့ချီနှောင်ထားခဲ့တဲ့အတွက်ကောင်းကင်ဆန်တကားမျိုးရိုးတွေပဲယူဆောင်နိုင်ပါတယ်ဘာကျိုးနဲ့ချီချီစိတ်ဝင်စားဘူးတုံစိတ်ဝင်စားတာကထို့သူစကားပြောနေချိန်ဟောကနေရေလိုင်းတွေနေတူတောင်ဝေးတက်တာကလေပေါ်ကိုပြန်တက်လာခဲ့တယ် ဘင်းနေကလည်းအင်းတစ်ချက်ကိုလေပေါ်မှာရေဆွဲပြီးတက်တော့စီကိုပြစ်လွှတ်လိုက်ချိန်အနောက်ဘက်ကဝီကနေအတန်ထွက်ပေါက်လာတာကြောင့်အတန်လာရအနောက်ကိုလှည့်ကြည့်လိုက်ချိန်အောင်မျက်စံပြစ်လွှတ်လိုက်တဲ့အင်းကသူ့နားကနေဖြစ်သွားပြီးအင်းတစ်ချက်ထိတွေ့ပြီးမီးတောက်ကြီးထားတောက်ခဲ့ပါတယ်။အော်ဘသူများလဲလို့မင်းကကွာတင်ကဖျားမကြောက်တရားမကြောက်တင်ရင်အပေလာမဲ့သူပါလားအေးဟုတ်တယ်ကွာငါဒီပညာကိုစတင်ကြတဲ့ကတင်မှလည်းမကြောက်ဘူးအပေကြောက်မှလည်းမကြောက်ခဲ့ဘူး ။မိုက်တွင်းနှစ်လကြီးလား။တင်ကစကားတွေတိမ်များမနေနဲ့အောင်မြတ်ဆန်။ရှိတဲ့ပညာထုတ်ပါ။ကဲမင်းညိုလား။ခဏနောက်ဆုံးနေလိုက်။မင်းနဲ့ကလေခန္ဓာကြီးပညာရက်မှာစူလခန္ဓာကြီးရဲ့အင်းဝိဇာတပါဖြစ်ခဲ့ပါလေ။မင်းနဲ့ကအမြေပြင်ပေါ်မှာကလန့်ဖြတ်နေပါလေ။အင်းတစ်ချက်ကိုရေဆွဲပြီးလဝါနဲ့ရိုက်ချလိုက်တာနဲ့အင်းခွက်ထဲကကြားနှာခေါင်ထွက်ပေါ်လာပြီးအောင်မြတ်ဆန်ကိုတိုက်ခတ်ရန်အတွက်ပြေးလာတဲ့အချိန်အောင်မြတ်ဆန်ရဲ့အနောက်ကလေ၉၀၀ကြားနှာခေါင်ထွက်ပေါ်လာပြီး မင်းနေရဲ့ကြားနှကောင်နဲ့စတင်တိုက်ခိုက်ပါတော့တယ်။အချိန်ကြာလာတော့မင်းနေရဲ့ကြားတွေကအေးနေလာတာကြောင့်အင်းကွက်ထဲသူခုန်ဆင်းသွားခဲ့ပြီးကိုရောင်ကြားနှကောင်ကလည်းလူပုံတရံပြောင်းသွားအောင်မျက်ဆံကိုယူတည်ပေးလျက်ပျောက်ွယ်သွားခဲ့တယ်။အလင်းတန်းတွေကနေရာနှန်းကနေထွက်ပေါ်လာခဲ့ပြီးအောင်မျက်ဆံရှိရသူအထွေးလိုက်တိုးဝင်လာသဖြင့်အောင်မျက်ဆံကလည်းဘေးဘက်ဝင်းကျင်ကနေပြန်တန်းတိုးဝင်လာတဲ့ဆက်တွေကိုကာကွယ်နေတဲ့အချိန်မင်းကြီးကမင်းမပြိုရဲ့ရာတီသွင်းနဲ့ရုံညံ့တဲ့စီရင်နဲ့စီရင်ထားတဲ့ကိုကွက်အင်းတဲကို ကဝေတက်ဖြက်ကြီးအင်းစံပြောင်းပြန်ပြန်ယူထဲ၍အောင်မျက်စံစီသို့ပြေလွှတ်လိုက်တာကြောင့်စက်တွေကိုခုခံတားဆီးနေတဲ့အောင်မျက်စံဟာမင်းနဲ့ပြေလွှတ်လိုက်တဲ့စက်ကိုသတိမထားမိသဖြင့်ရင်ဝါသို့ထိုးဖောက်ဝင်ရောက်သွားခဲ့တယ်။ရုံညံ့တဲ့အရာတွေပါတာကြောင့်အောင်မျက်စံရဲ့ခန္ဓာကိုယ်ဟာဆေးဆောင်တွေကလည်းအသီးသီးထွက်ခွာသွားခဲ့ပြီးနေရဌာနဘုံကိုပြန်ကျော်သွားခဲ့တယ်။တွေးမြအန်ကြကမြေပေါ်တွင်ဒူးထောက်တည့်ရဲ့ကြာနေတဲ့အောင်မျက်စံကိုမင်းနဲ့ကကျင်းတဲ့တီအထိအာရပါရရေမိုးပြီးမှ တဲ့ရန်အင်းကွက်ရေးဆွဲနေစဉ်ချောင်းကနေတန်နှစ်အတူတောင်ဝေးတက်တာကပွင့်ထွက်သွားပြီးရွှေအောင်တဖိတ်ဖိတ်တောက်နေကအပေါ်ပိုင်းကငကားကောင်းအပိုင်းမှာဗရမများကြီးကလည်းညီရဲရဲတောက်နေလျက်လေပေါ်မှာပတ်ပြန်တန်းနေပြီးမင်းနင်းက လက်ဆန်တန်းယူလိုက်တာကြောင့်တောင်ဝေးကသူ့ရှိရာကိုပြန်တန်းလာပြီးသူ့ကိုကျော်ကမင်းညိုလာရဲ့လက်ထဲသို့ရောက်ရှိသွားခဲ့ပါတယ်အမှန်တော့မင်းညိုလာကအောင်မျက်စံတင်ပေးထားတဲ့မန္တန်ကိုရွတ်ဆိုလိုက်တာကြောင့်ပဲဖြစ်ပါတယ်မင်းညိုလာကတောင်ဝေးရောက်သည်ဆိုတာနဲ့ င်းအောင်နေတဲ့အစွမ်းတွေကအဆမတန်ထွက်ပေါ်လာခဲ့တယ်။တောင်ဖေးကိုလေပေါ်သို့မြှောက်ပြီးငကားဆက်တစ်ခုကိုကောင်းကင်ဘုံသို့ပြစ်ထုတ်လိုက်ပြီးပြတ်တက်သွားတဲ့ဆက်ကပိုက်ကုံတစ်ဖွဲအပြာရောင်စတန်းကြီးကြီးဖြစ်ပေါ်လာပြီးအပေါ်ကနေအုံမိုးသွားခဲ့တယ်။မင်းနှင်းကလည်းအုပ်ထားတဲ့စတန်းကြီးကိုအင်တချက်နဲ့ထိုးဖောက်တဲ့အချိန်သူ့ရဲ့ဆက်တွေကယုံချီအပြော့လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့မင်းညိုလာကင်ထားတဲ့ငကားတောင်ဖေးကအနမ်းမရှိတဲ့စွမ်းအားတွေကိုစုပ်ယူတက်လို့ပဲဖြစ်ပါတယ်။ အခြေအနေကိုရိုက်စားမိတဲ့အောင်မြတ်ဆန်ဟာဒီအချိန်ကိုခွင့်ကောင်းယူကရှိသမျှအားရကိုစူးစီးကမတက်ထားရပြီးပညာသိမ်းတဲ့စမကိုသိသိတင်ကမင်းနေလို့စီကိုပြစ်ထုတ်လိုက်တာကြောင့်အ내ရောက်ပညာမိကုံးငွေတွေကပညာသိမ်းစမတွေတို့ဝင်ရောက်ပျောက်ွယ်သွားခဲ့တယ်။ပညာစမများကုန်စင်သွားပြီဖြစ်တာကြောင့်အောင်မြတ်ဆန်ကပညာသိမ်းစမကိုပြန်သိမ်းကရွေထဲသို့ထက်မြည်ပြူကောင်းထဲကရေခနေဖြစ်ပြီးမြေပြင်ပေါ်သို့လဲချသွားခဲ့ပါတော့တယ်။မင်းနေရဲ့တပည့်ပေါင်းပါများကလည်း အယူရပိုင်းဖြစ်ခါတောဆက်တဲ့သူဝင်ရောက်ပျောက်ွယ်သွားခဲ့ပြီးမင်းနဲ့ကတော့ကို့ပါတာအဆုံးစီရင်ခဲ့တာကြောင့်မြင်းပြင်ပေါ်မှာပဲမိတော်ကြီးထားတောက်လောင်းခဲ့ကဒီနေရာမှာနေမိကုန်းရှုပ်သွားခဲ့ပါတော့လေဆရာတော်ဖေဟာဒီမှာတဲတဲ့လူနှစ်ယောက်မတွေ့တော့ပါလားဖေဟာဟုတ်ပါတယ်တကားကြီးသူတို့မင်းကပဲအရေးကြီးတဲ့ဆိုလို့ညာရင်းချင်းပဲထွက်သွားကြတယ်တကားကြီးကလည်းဒီစာလေးပေးခိုင်းလိုက်တယ်ဦးသိန်းနဲ့လည်းဆရာတော်စီကစာကိုရိုသေစွာယူပြီး စာရင်းကပါတဲ့အတိုင်းဦးညတကောင်ချင်းအိနဘေးကမကြီးပင်အောက်ကိုထားကြည့်ပါဆိုတဲ့အောင်မြတ်စာရဲ့စာကြောင်းဦးသိန်းနဲ့လည်းစာရင်းကအတိုင်းတပည့်တွေနဲ့ချောင်းကြည့်တာကြောင့်မိမဖြစ်သူနဲ့စပွားပွဲစားလို့ခုပြီးချင်းတွေ့နေတာကိုမိခဲ့တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါပြိတ်သက်ကြီးနေရပြင်းပြင်းထန်ထန်ရထားတဲ့အောင်မြတ်ဆန်ကိုမင်းညို့လာကဘလို့လုံးမလဲဘယ်တွေကိုခရီးဆက်အောင်မလဲဘာတွေကြုံတွေ့ရအောင်မလဲဆိုတာကိုတော့အောင်မြတ်ဆန်နေပါရမီဖြစ်ပတ်လန်းဆိုတဲ့ဇလန်းလေးကို အားလုံးပဲစောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူဖြစ်ပုံးကပဲဖြစ်ပါရယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းအပြာသောဒုက္ခတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ